လက်ရှိအချိန်မှာလူအများစိတ်ဝင်စားမှုအမြင့်ဆုံးကိစ္စတွေထဲမှာ US ဒေါ်လာရဲ့တန်ဖိုးအတက်အကျကထိတ်ဆုံးကပါဝင်နေပါတယ်။အရင်ကကမ္ဘာကုန်သွယ်ရေးမှာတူတီတော့လဝကြီးအောက်ထားတဲ့ American ကို အခုချိန်မှာတော့ Russia နဲ့တရုတ်တို့လိုနိုင်ငံတွေကပခုံးချင်းရှင်းလာနေပြီဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်ခင်ကဗြိတိန်စတာလင်ဟာကမ္ဘာကုန်သွယ်ရေးမှာလွန်မိုးမှုအရှိဆုံးငွေကြေးဖြစ်ခဲ့ပေမဲ့စစ်ပွဲပြီးတဲ့နောက်ပိုင်းမှာတော့ ပြည်ထောင်ရေးစီးပွားရေးဟာအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ဒီလိုအခြေအနေတွေမှာစစ်ပွဲရဲ့အကျိုးဆက်တွေကိုအကောင်းဆုံးဖျက်ချော်နိုင်ခဲ့ပြီးအင်အားကြီးနိုင်ငံအဖြစ်ပေါ်ပေါက်လာခဲ့တဲ့အမေရိကန်ဟာဒေါ်လာကိုကမ္ဘာအရန်ငွေကြေးအဖြစ်တရားဝင်အခိုင်အမာနေရာယူခဲ့ပါတယ်။1944ခုနှစ်မှာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေဟာနိုင်ငံတကာငွေကြေးစနစ်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ဒီစနစ်ကိုတော့ Britain Wolves လို့ခေါ်ပြီးတော့ဒီထဲမှာ US ဒေါ်လာကိုကမ္ဘာအရန်ငွေကြေးအဖြစ် Global Reserve Currency အဖြစ်ဗိတ်သိက်တင်မြောက်ခဲ့ပါတယ်။ဒီသဘောတူညီချက်အရဒေါ်လာရဲ့တန်ဖိုးကိုရွှေနဲ့ဒါရိုက်ချိတ်ဆက်ထားပြီးတအောင်ဆောက်ကို35ဒေါ်လာနှုန်းနဲ့အခြားနိုင်ငံတွေရဲ့ငွေကြေးတန်ဖိုးကိုတော့ဒေါ်လာနဲ့ချိတ်ဆက်ထားခဲ့ပါတယ်။ဒီစနစ်ကြောင့်ဒေါ်လာဟာကမ္ဘာစီးပွားရေးမှာမရှိမဖြစ်အရေးပါတဲ့အခန်းကဏ္ဍတွေပါဝင်လာခဲ့ပါတယ်။ 1980ခုနှစ်မှာတော့ US ရဲ့ရွှေစုဆောင်မှုမပြေဝခဲ့တာကြောင့်ဒေါ်လာနဲ့ရွှေကို direct ချိတ်ဆက်ထားတဲ့စနစ်ကိုဖျက်သိမ်းလိုက်ပါတယ်။ဒီလိုဖျက်သိမ်းလိုက်တဲ့အတွက်ဒေါ်လာဟာကမ္ဘာအရငွေကြေးအဖြစ်ကနေစင်ပေးလိုက်ရပြီး US ရဲ့တရားဝင်ဘဏ်ငွေကြေးအဖြစ် Fed Money အဖြစ်သာဖြစ်လာခဲ့ပါတယ်။ ွေနဲ့ချိတ်ဆက်မှုမရှိတော့တဲ့အတွက်ဒေါ်လာတန်ဖိုးဟာကျဆင်းမတော့အောင်ထိမ့်သိမ်းဖို့ US အစိုးရဟာနောက်ထပ်မဟာဗျူဟာတစ်ခုကိုစတင်ခဲ့ပါတယ်။အဲဒါကတော့ပက်ထိုဒေါ်လာစစ်တမ်စနစ်ပဲဖြစ်ပါတယ်။1983ခုနှစ်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Henry Kissinger ဟာ Saudi Arabia ဘီယန်နဲ့တဘောတူညီချက်တစ်ခုကိုရရှိခဲ့ပါတယ်။ ဒီတဘောတူညီချက်အရာရင်းနှီးရောင်းဝယ်မှုကို US ဒေါ်လာနဲ့ပဲလှုပ်ဆောင်ဖို့တတ်မှတ်ခဲ့ပြီးအပြန်အလှန်အနေနဲ့ US ကလည်း Saudi ကိုစီးရင်နဲ့ကာကွယ်ရေးဆိုင်ရာအကူအညီတွေကိုပေးခဲ့ပါတယ်ဒီစနစ်ကြောင့်ကမ္ဘာပေါ်ကရင်းနှီးဝယ်လို့တဲ့မြစ်တီနိုင်ငံမဆိုဒေါ်လာကိုမဖြစ်မနေလိုအပ်လာပြီးဒေါ်လာဝယ်လို့အအလွန်တိုးလာခဲ့ပါတယ်ဒါဟာဒေါ်လာတန်ဖိုးကိုမြင့်တက်စေခဲ့ရုံဒါမှမဟုတ်ကမ္ဘာကုန်သွယ်ရေးမှာလည်းဒေါ်လာကိုမရှိမဖြစ်တဲ့နေရာတစ်ခုအဖြစ် ခိုင်မာထူထောင်နိုင်ခဲ့ပါတယ်။ US လိုချင်တဲ့အတိုင်းဒေါ်လာတန်ဖိုးပါမြင့်တလာခဲ့ပြီးအရေးပါလာခဲ့ပါတယ်။ဒေါ်လာဟာစီးပွားရေးကိုလမ်းမိုးထားတာကြောင့်အမေရိကန်တဲ့အကျိုးကျေးဇူးရှိတယ်လို့ကမ္ဘာအခြားနိုင်ငံတွေအတွက်ကတော့စိုးကျိုးတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။ US ဒေါ်လာကကမ္ဘာအရန်ငွေကြေးဖြစ်တဲ့အတွက်အမေရိကန်စီးပွားရေးအကျက်တဲတွေမှာဒေါ်လာကိုအကန့်အသတ်မရှိရိုင်းနဲ့ဖြန့်ချိခဲ့ပါတယ် အတုံးလုံးတက်တီဖြစ်စေကြားတီဖြစ်စေလို့တို့လိုပြောင်းလဲပြီးစီးပွားရေးကိုထိန်ချုပ်နိုင်တယ်လို့နိုင်ငံတကာကုံတွယ်ရေးမှလည်းကုံတွယ်ခွင့်နဲ့အခွန်အခတွေကိုပုံမရရှိနိုင်ပါတယ်ဒေါ်လာရဲ့လွန်မှုမှုကြောင့်အမေရိကန်ရဲ့စီးပွားရေးမူဝါဒတွေကအခြားနိုင်ငံတွေအပေါ်မှာဒရိုက်တက်ရောက်မှုရှိခဲ့ပါတယ် COVID-19 ကပ်ရောဂါကာလမှာဒေါ်လာငွေစက်ကူကို trillion နဲ့ချီစည်းကပ်တဲ့ရိုင်းနဲ့ဖြန့်ဝေခဲ့တဲ့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံနဲ့လုပ်ငန်းတွေအပေါ်မှာတက်ရောက်မှုရှိခဲ့တယ်လို့ကမ္ဘာသဝန်းမှာဒေါ်လာဖောင်းပွားမှုဖြစ်စဉ်တွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်၂၀22ခုနှစ်မှာဆို US ဘဟုဘဏ်ကငွေကြေးမှုဝါဒကိုပြင်ဆင်ပြီးအသွုံနှုံးတွေကိုတိုးမြင့်ခဲ့တာကြောင့်ကမ္ဘာစည်းကွက်တစ်ခုလုံးဟန်ချက်ပြတ်သွားခဲ့ပြီးအခြားသောငွေကြေးတန်ဖိုးများလည်းတိတိတတ်တာကျဆင်းသွားခဲ့ရပါတယ်ဒီလိုအတက်အကျတွေကြောင့်အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာငွေကြေးဖောင်းပွားမှု ငွေကြေးတန်ဖိုးကျဆင်းမှုနဲ့စီးပွားရေးမတည်မငြိမ်ဖြစ်မှုစတဲ့အဆိုးကျတွေကိုဆက်တိုက်ခံစားလာခဲ့ပါတယ်။ဒါအပြင်နိုင်ငံရေးပြဿနာတွေမှာလည်းဒေါ်လာကိုလက်နက်တစ်ခုလိုကျဉ်းသုံးလာခဲ့ပါတယ်။ရုရှားယူကရိန်းပဋိပက္ခမှာ US နဲ့အပေါင်းပါတွေကရုရှားကိုဖိအားပေးဖို့နိုင်ငံတကာငွေပေးချေစနစ်ဖြစ်တဲ့ SWIFT ကနေရုရှားဘဏ်အများစုကိုထုတ်ပစ်တာအရင်ငွေကြေးတွေကိုထုတ်မရအောင်ပိတ်ပစ်တာမျိုးပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာဥပမာတစ်ခုတည်းဖြစ်ခဲ့ပေမဲ့ နျူကလ িয়ার အကြောင်းပြချက်နဲ့ပိတ်ဆို့မှုတွေပြုလုပ်ခံခဲ့ရတဲ့နိုင်ငံတွေလည်းအများကြီးရှိပါသေးတယ်။အခုလိုဒေါ်လာကိုလက်နဲ့တပွဲအသုံးပြုပြီးချုပ်ကင်မှုတွေကိုကမ္ဘာနိုင်ငံအများစုကမကျင့်နဲ့နိုင်ကြပေမဲ့ရင်ပြန်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ငြိမ်သက်နေခဲ့ကြပေမဲ့တရုတ်က BRICS Brisco စတင်ခြင်းဖြင့်၎င်းရဲ့ခြေလှမ်းကိုစတင်လာခဲ့ပါတယ်။ BRICS မှာပါဝင်တဲ့နိုင်ငံအားလုံးဟာ US ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကိုခံစားဖူးတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။အဲဒါကြောင့် US ရဲ့ဒဏ်ပိတ်ဆို့မှုရန်ကကာကွယ်ဖို့နဲ့ငွေကြေးဖောင်းပွမှုကိုရှော့ချဖို့ဒဏ်ခတ်ပိတ်ဆို့မှုက BRICS နိုင်ငံတွေအပေါ်တည်ရောက်မှုမရှိဖို့က BRICS ရဲ့အဓိကရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ Saudi Arabia နဲ့ Russia တို့ရဲ့2023ခုနှစ်စီတဘောတူညီချက်စာချုပ်ကြောင့် American ပြည်ထောင်စုက Saudi ကိုတူးတီးတော့ကာကွယ်စောင့်ချခြင်း မရှိတဲ့အခြေအနေတို့ရောက်ရှိလာခဲ့ပါတယ်။ဒါအပြင်2023ခုနှစ်ဒါဗော့စ်မြို့မှာကျင်းပခဲ့တဲ့ကမ္ဘာစီးပွားရေးဖိုရမ်မှာလည်း sorry ဘဏ္ဍာရေးဝန်ကြီးကရေနံကုန်တရေးအတဲ့ American Dollar အပြင်အခြားငွေကြေးများဖြင့်ပေးချေရန်ဆွေးနွေးမှုများကိုလက်ခံပြီးဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ဒီအချက်တွေကကမ္ဘာရေနံကုန်တရေးမှာဒေါ်လာကိုဖိရှားရန်ကြိုးပမ်းနေတဲ့အစပြုမှုတွေပဲဖြစ်ပါတယ်။ Breeze အဖွဲ့ကလည်း Saudi Arabia, Iran, Ethiopia, Egypt နဲ့ Arab Sova ပြည်ထောင်စုစတဲ့နိုင်ငံတက်မြောက်ကိုအဖွဲ့ဝင်အဖြစ်ထည့်သွင်းရင်ဆုံးဖြတ်ခဲ့ပါတယ်။အထူးသဖြင့်ကမ္ဘာရေနံဈေးကွက်ကိုလွှမ်းမိုးထားတဲ့ Saudi Arabia နဲ့အခြား OPEC အဖွဲ့ဝင်နိုင်ငံများပါဝင်လာခြင်းကအလွန်ရေးပါတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာပါတယ်။ဒီနိုင်ငံတွေကဒေါ်လာမဟုတ်တဲ့အခြားငွေကြေးတွေနဲ့ရေနံရောင်းဝယ်ဖို့စတင်လာခြင်းက အမေရိကန်ဒေါ်လာကိုအကြီးကျယ်စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပါတယ်2022ခုနှစ်ရုရှားသမ္မတဗလာဒီမာပူတင်ကကမ္ဘာအရန်ငွေကြေးအသစ်တစ်ခုကို BRICS အဖွဲ့ကြီးကတဆင့်အတူတကွဖန်တီးတွားမယ်လို့ကြွေးကြော်ခဲ့ပါတယ် BRICS ကဖန်တီးမဲ့ငွေကြေးကရွှေကိုကြောထောက်နောက်ခံ ပြုနိုင်ချေရှိပါတယ် IMF ရဲ့ အစီရင်ခံစားရတရုတ်ရုရှားအိန္ဒိယနိုင်ငံတို့ကရွှေစုဆောင်မှုအများဆုံးနိုင်ငံတွေဖြစ်ပြီးတော့ BRICS အဖွဲ့ဝင်၃နိုင်ငံတောင်ပါဝင်နေတာလည်းဖြစ်ပါတယ်။ဒါအပြင် BRICS အဖွဲ့ရဲ့ငွေကြေးရန်ပုံငွေအဖွဲ့ BMF နဲ့ဘဟုဘဏ် CBC တို့ကိုလည်းတည်ထောင်ပြီးဖြစ်ပါတယ်။ဒါဟာငွေကြေးအသစ်ဖန်တီးမှုအတွက်ခြေလှမ်းတွေစတင်နေပြီဖြစ်တယ်လို့သုံးသပ်လို့ရပါတယ်။ BRICS ရဲ့၅ချိတ်မြောက်အစည်းအဝေးမှာ sorry ကဲ့သို့ OPEC နိုင်ငံ၃နိုင်ငံပါဝင်လာတာကလည်းအရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးတော့ကမ္ဘာလူဦးရေ40ရာခိုင်နှုန်းကိုစားပြုဖြစ်နေတဲ့ BRICS ကအခုလိုဟန်ချက်ညီညီဆက်လျှောက်သွားမယ်ဆိုရင်အနာဂတ်မှာအမေရိကန်မပါတဲ့ကမ္ဘာစီးပွားရေးအခင်းကျင်းတစ်ခုကိုတွေ့ရနိုင်မလားလို့သူတေတီကသုံးသပ်နေကြပါတယ်ရင်နံကုန်သွယ်ရေးမှာဒေါ်လာအပြင်အခြားငွေကြေးတွေနဲ့မှာ လက်ခံလာမယ်ဆိုရင်ဒေါ်လာဝယ်လို့အားကျဆင်းလာမှာဖြစ်ပြီးတန်ဖိုးလည်းအကျဖက်ကိုဥတီလာနိုင်ပါတယ်။ဒါပေမဲ့ကမ္ဘာလုံးဆိုင်ရာငွေကြေးတစ်ခုလုံးကိုချက်ချင်းပြောင်းလဲဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။စေစုနှစ်ပေါင်းများစွာဒေါ်လာကိုပဲအသုံးပြုခဲ့တဲ့နိုင်ငံတွေအနေနဲ့အချားငွေကြေးစနစ်ကိုအခြေချဖို့အချိန်ယူရအောင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်လက်ရှိအခြေအနေမှာဒေါ်လာတန်ဖိုးဟာချက်ချင်းကြီးထိုးချသွားဖို့မရှိသေးပဲ။ Brace လို့အဖွဲ့အစည်းတွေကအစားတုံးငွေကြေးတခုကိုအောင်းအောင်းမြင်မြင်ဖန်တီးဖို့အတွက်ကလည်းအချိန်တခုလိုအပ်နေအောင်မှပဲဖြစ်ပါတယ်။ Gentian 2အများစုကတော့နောက်ထပ်9နှစ်ကနေ10နှစ်အတွင်းဒေါ်လာရဲ့အခန်းကဏ္ဍဟာရောကျလာနိုင်ပေမဲ့ကမ္ဘာကုန်သွယ်ရေးမှာဆက်လက်အရေးပါနေအောင်မယ်လို့ခန့်မှန်းထားကြပါတယ်။